ဘဲကူတော့ဘဲဆက်တော့ကြီးညိုလိုက်တာတဲ့တော်တော်ကြတော့အဲ့ဒီကူတော့နဲ့အဲ့ဒီကြီးညိုတဲ့တက္ကမနဲ့ဖွက်သွားကြရရောဆက်ဖြစ်နေလိုက်တာတိတရအစ်စ်လားငကုကလေးတို့ကတရာကမစစ်ဘူးဒါယုတ္တတာအတုတရာရောင်ဆောင်ပြီးတော့ကြောင်ကလေးလေးဆောက်ကြောင်ကြီးလေးဆောက်ဘာလေးတွေလှူတန်းနေတိတော့ဖုကူတော်ဆိုတဲ့ကူတော်ကလည်း ဘာမို့လဲသူကလည်းပုထုဇဉ်မှာပုထုဇဉ်မှာကြမ်းကြမ်းပုထုဇဉ်ဒီကတရားဓမ္မတွေကတော့နားလေသလားနားရလေဘုသူတို့ကသူရတန်းရပေးရကမ်းရရင်သရတရားရှိတယ်သရတရားရှိတယ်လို့ဆိုတယ်ဘယ်ဟုတ်မလဲသရအတုတွေအတုတွေတပိတော့ကယုံနေတာပဲအယုံခံရတဲ့ပုဂ္ဂိုလ်ကမှန်မှအယုံမှန်တာအယုံခံရတဲ့ပုဂ္ဂိုလ်ကမမှန်ဘဲနဲ့နေလို့ရှိရင်ယုံနာကိုမမှန်ဘူး အရှင်ဘုရားပြောတာတပည့်တော်တို့သိပြီးတော့မရှင်းသေးပါဘူးဘုရားလို့ဆိုတော့ကဲပြောကြဆုအဲသူတော်ဘာဘာသာကိုဘုန်းကြီးမပုတ်ခတ်ပါဘူးပုတ်ခတ်ရုံမရှိပါဘူးနော်ဒီဘာသာဝင်တွေကဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာဝင်တွေကယုံလိုက်ခါမှလေတကယ်စိတ်ကိုကြည်လို့အဲဖန်ဆင်းတဲ့ပုဂ္ဂိုလ်ကလည်းဖန်ဆင်းပေးတယ်လို့ကိုယုံပြီးတော့အဲတဲ့ပြတယ်လေ တချို့လည်းပဲတကယ်ယုံပြီးတော့ကြီးညိုပြီးတော့ဘုရားအာယုံယူနေလိုက်တာဟိုအာရစရာကောင်းလိုက်တာအာရစရာကောင်းလိုက်တာဒါဖြင့်ကိုသူတို့တရားတရားဟာမှန်မလားအစ်စ်လားလို့ဆိုတော့ခုနကဘုန်းကြီးပြောပြီလေဒီအာယုံကမှန်မှတရားမှန်တယ်အာယုံမမှန်ရင်တရားမမှန်ပါဘူးလို့ဘုန်းကြီးပြောပြီးမှန်လားလေယုံလိုက်တာမှအမနဲ့ယုံတာပဲကြီးညိုလိုက်တာမှအမတန်ကိုကြီးညိုတာပဲ ဒီတရာတရားအစစ်ဟုတ်ကဲ့လားလို့ဆိုတော့မဟုတ်ပါဘူးတတ္တအတုလို့ခေါ်ပါတယ်တတ္တအတုကိုတရားတော်ကဘုန်းကြီးတို့တရားတော်ကမိစ္ဆာဓိမောက်ခမှားတော်ဆုံးဖြတ်ချက်ဒီဒီဘယ်တော့ဘယ်တော့များစဉ်းစားเสียအကောင်းနော်ဘုန်းကြီးတို့ကလာပါဆွေးနွေးကြရအောင်လာကြစမ်းပါအမတန်လူကောင်းသူကောင်းတွေဟာတရာတရားအစစ်အမှန်ရအောင်ကြိုးစားကြစမ်းပါဆွေးနွေးစမ်းကြပါတယ်လို့ ဘုန်းကြီးစိတ်ရင်းမှာဒီလိုပဲဖြစ်နေတယ်။ယခုဟိုဗမာများကဗုဒ္ဓဗမာဗုဒ္ဓဘာသာများကအသင်တို့ရဲ့တရားတရားအတုတွေပါလို့ဆိုတော့မခံညင်ဘူး။မခံမှမခံညင်တာယုံတဲ့နေရာကစစ်မှတရားစစ်တယ်ဆိုတဲ့ဥစ္စာဘုန်းကြီးပြောပြီဟုတ်လား။ကြည်စမ်းဒီဘာသာကြားတွေဘယ်လောက်ယုံနေတုန်းဘယ်လောက်ဥတိုင်နေကြတုန်းဘယ်လောက်စိတ်ဝင်စားပြီးတော့အာယုံပြုနေကြတုန်းယုံလိုက်တာမှယုံလိုက်တာမှစိတ်ကိုကြည်လို့ ဒီတရာအစစ်ဟုတ်ပါမလားခိုးကဘရားဝတ္တုကမမှန်တော့တရာဟာမစစ်ပါဘူးမစစ်လို့ရှိရင်ဘယ်နဲ့ကြောင့်ယုံနေကြတော့ဆိုတော့တတ္တအတုဆိုတဲ့မိစ္ဆာဒီမောက္ခနဲ့ဆုံးဖြတ်ပြီးတော့တို့ဒီလိုပဲอืมအာကုဇရာကြီးတို့ကိုဖန်ဆင်းပေးလိုက်တာတို့ကိုယခုစောင့်ရှောက်ပြီးတော့နေတာဒီလိုကိုယုံနေလိုက်ကြတာဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာကဟုတ်ငါဘုရားဟောတော်မူတယ် ဟောတော်မူတဲ့အတိုင်းအတိုင်းကျင့်လို့ရှိရင်တော့ဒုက္ခကလွတ်ကြလိမ့်မယ်။ငါဘုရားဖန်ဆင်းမပေးပါဘူး။ဘုဒ္ဓမြတ်စွာကကျောင်းမကြီးဝိသကာရဲ့မြည်ကလေးသေကံဤဖန်ဆင်းမပေးပါဘူး။အနာတပိန်တထေကြီးယောဂအပြင်းထန်ဖြစ်တွန်းဘုဒ္ဓမြတ်စွာကသက်သာအောင်တောင်ဖန်ဆင်းမပေးပါဘူး။ကံဟာကံအတိုင်းပဲသွားရမှာပဲလို့ဘုဒ္ဓမြတ်စွာကဖန်ဆင်းမပေးဘူး။တခြားကဖန်ဆင်းပြီးတော့ပေးတယ်လို့ဆိုပါတယ် ုဒ္ဓမြတ်စွာကကြည်နူးအောင်တော့စိတ်ကိုတော့ပြင်ပြီးတော့ပေးပါတယ်။ဒါကြောင့်မို့လို့ဒီယုံတယ်ဆိုတဲ့ဆိုတိုင်းတော့ဒီတတ်တဲ့တွေမဟုတ်ပါဘူး။ယုံတယ်ဆိုတိုင်းတော့တတ်တာမဟုတ်ပါဘူး။အလွဲတွေကိုဒီဒီယုံပြီးတော့အလွဲတွေကိုကြည်ညိုပြီးတော့တောင်းသိအကုန်ခံတဲ့ဥစ္စာဘုန်းကြီးကဘာသာရေးဘက်ကနေပြီးတော့ဝန်းနေလုံးလို့ဝန်းနေလုံးလို့ကောင်းပြီ။ တောင်းသိအကုန်ခံတဲ့ပစ္စည်းကိုရတဲ့ပုဂ္ဂိုလ်ကတော့ဒီရတဲ့အတွက်ကြောင့်သူ့မှာအဲအမတန်မှမြင့်သွားပလားလို့ဆိုတော့ပဲမလဲလောဘဖြစ်နေတာလောဘဖြစ်နေတာအကုသိုလ်တွေကြီးအများကြီးဖြစ်နေတာကောင်းပြီသေတော့အိုးသေတော့အဲ့ဒီကြောင့်ဆွဲပြီးတော့သေတာမပြောနဲ့သင်္ကန်းကလေးဆွဲသေးတာတောင်မှတန့်ဖြစ်သေးတယ်တပ်ပုံရှုံးလိုက်ကြတာတရားတရားကလည်းမမှန်ပဲနဲ့ ငွေကုန်ကြေးကြတွေကများပြီးတော့နောက်ဆုံးအကျိုးရတော့မကောင်းကျိုးရနေကြတဲ့ဥစ္စာဟာဘုန်းကြီးစိတ်ထဲမှာဘာသာရင်းနဲ့စပ်ပြီးတော့စိတ်မရှင်းပါဘူးဒါကြောင့်တတ္တအစစ်ရဖို့ရန်အင်မတန်အရေးကြီးနေပါတယ်တတ္တအစစ်ရဖို့ရန်ကလည်းကံကောင်းမှရကြပါတော့မယ်ကံမကောင်းလို့ရှိရင်တတ္တအစစ်ရဖို့ရန်အင်မတန်ခက်ရင်သွားပါပြီ